ဝင်းပလွေတွေကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးချင်းသိကစားသမား9ရောက်မင်္ဂလာပါဗျကိုခန့်အင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရယ်ကျွန်တော်ကိုခန့်ပါအမြဲတမ်းကေတရာသာချင်းသိမင်းတော့ဖြစ်ချင်ပါတယ်အဲတပွဲတလေကေတရာသာဖြစ်လိုက်နောက်ပွဲတော့ကြောင်လူလူကြားလူလူဖြစ်လိုက်တော့မဖြစ်ဘူးဆိုတော့ချယ်စီရဲ့ဒီရာဒီနိုင်ပွဲတွေထဲမှာကျွန်တော်ဒီနိုင်ပွဲကို အားရကျင်နှံ့မှုရှိသုံးမယ်တချို့နိုင်ပွဲတွေနိုင်သွားရဆိုရင်အားရကျင်နှံ့မှုမရှိခဲ့တဲ့နိုင်ပွဲတွေများတယ်ကျွန်တော်ကကိုအားပေးတဲ့အတင်းနဲ့ပတ်သက်ရင်တော့ပိုအပ်တာကြီးတာပေါ့ဗျာဒါတော့ထုံးစံပါပဲထပ်ပါအဲ့တော့ဒီပွဲမှာကစားသမားအလုံးနီးပါးကောင်းခဲ့တယ်နောက်ဆုံးစောစောရင်ကောင်တိတ်မပြနိုင်တဲ့ Lian Dilap တောင်နားလဲပေးလို့ရတယ်ဒဏ်ရာပြဿနာရပြီပထမဆုံးပုတ်ထွက်ကစားတယ်ဒီလောက်ပဲလုံနိုင်ပါပဲသို့တော့ဂျန်နဲ့ပလီယာတွေအားလုံးကတော့သူ့ထိုက်လေးအောင်အကောင်းဆုံးဆွဲဆောင်ပြီးပြသခဲ့ပါတယ် တော့ player တွေပေါ်မှာမြင်မိတဲ့အမှတ်ချက်လေးနဲ့ပတ်သက်ပြီးသိကျင်တယ်ဆိုရင်ကျွန်တော်၁၁ရောက်လုံးကိုအမှတ်ချက်စကားပြောတဲ့ video လေးကိုတစ်ဖက်နော်ကိုခန့် is chelsea tv မှာလုပ်ပေးမယ်လောလောဆယ်ကတော့ကျွန်တော်ဒီအကြိုက်ကစားသမားတွေကအကြိုက်ကြိုက်ဆုံး၅ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပေးပါမယ် Okay နံပါတ်9နေရာမှာရှိနေတဲ့အကြိုက်ဆုံးကစားသမားကတော့ Trevor Chalobah ပါဒီနေ့ပွဲစဉ်မှာ Chalobah ကို Wesley Fofana နှစ်ယောက်လုံးကောင်းတယ်ဒါပေမဲ့ Chalobah ကတော့ Leicester defender အဖြစ်ပိုကြံခဲ့တယ်လို့တချို့တော့ ဘောလုံးတွေကိုလည်းရှင်းထုတ်သွားတာအများကြီးရှိတယ်အထူးသဖြင့်ဒုတိယပိုင်းမှာချက်လူပါရဲ့ကစားပုံကပို့ပြီးတော့ကောင်းပြီးတည်ငြိမ်ရင့်ကျက်တယ်အဲ့လိုခြေသွမ်းမျိုးကလည်းဗျတပွဲတလီပြလို့မရဘူးချက်လူပါအမြဲတမ်းလိုလိုပြဖို့လိုတယ်ပြောရလဲကတ်တယ်အဲ့ဒီပွဲမှာတော့ဟာကောင်းတယ်ကောင်းတယ်ကြိုက်တယ်ကြိုက်တယ်ပြောပြီးနောက်ပွဲတွေအမှားပြင်မလုံးမိဖို့လိုတယ်တိုးတော့ဒီနေ့ SCB မှာကစားသွားတဲ့ပုံစံအရလုံးဝငြိမ်နေရပဲဘာမှအပြစ်ပြောစရာမလိုဘူး သူခရစ်စတပယ်လစ်မှာကစားတဲ့ခြေသွမ်းမျိုးတိုင်းကစားသွားနိုင်တာချာလိုပါကတော့ရောင်းထုတ်ရင်မသိနဲ့ကစားသမားတယောက်လို့ပဲကျွန်တော်ထင်တယ်သူကိုတခါတည်းမှအသုံးပြုသည့်တိုင်အောင် ချက်စီးတွက်ကြိုးစားပန်းစားကစားပေးလို့တဲ့စိတ်ကတော့အများကြီးဘယ်လိုပြောမလဲတံပိုးထားစရာစိတ်တက်လီဖြစ်တယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာဆိုလဲချာလိုပါဒီဘောလုံးတစ်လုံးဖြတ်ထုတ်ပြီးတဲ့အခါတိုင်းရင်ဘက်ကို CDB အောင်ပွဲခံတဲ့ပုံစံတွေကသဘောကျခြင်းစရာပေါ့အဲ့တော့ကျွန်တော်ကတော့ချာလိုပါကိုဒီနေ့ပွဲစဉ်မှာအကြိုက်ဆုံးနံပါတ်5အဖြစ်ရွေးချယ်ပေးပါတယ် ျွန်တော်ကျဆိုနံပါတ်၄နေရာမှာရှိနေတဲ့ပလီယာကတော့ Chelsea ရဲ့ Queen လဲ Man United အမြဲတမ်းအကြိုက်ဆုံးသမား၅ယောက်ထဲမှာထည့်ရွေးရတယ်မရွေးပေးလို့လည်းမရတဲ့အခြေအနေ Moisek Kaisiro ဖြစ်ပါတယ် Kaisiro ကလည်းဗျပွဲစဉ်ဟိုတပွဲမှာ Chelsea တို့အသက်ပဲ Kaisiro မပါရင်အဲ့ဒီ Queen လဲစုဖွဲ့မှုကဘယ်လိုပြောမလဲစားမပါတဲ့ဟင်းလိုပဲပေါ့နော်ပေါ့ပြပြနဲ့ဖြစ်နေလိမ့်မယ်ခိုင်စရိုးဒီတန်ဘက် စားသမားတွေကိုအကောင်းဆုံးတက်ကယ်တွေလုတ်သွားနိုင်ခဲ့တယ် intercept တွေလုတ်သွားနိုင်ခဲ့တယ် stand tackle defensive action အပြည့်ဗျာပြောချင်တာသူရဲ့ defensive action ဒီနေ့လုံးဝမြင်တွေ့ခဲ့ရတယ်ဒါအပြင်ကိုယ့်တင်ကဘောလုံးဖိကစားနေတဲ့အတွက်ကြောင့်များသောအားဖြင့် imposition နဲ့ရောက်နေတယ်သူဒီ shade ထိတက်ပြီးတော့ဖိသွားခဲ့တယ်မတော်တဆလွတ်လာပြီဆိုရင်အဲ့ဒီဘောလုံးလွတ်ထွက်လာတဲ့အခြေအနေမျိုးတွေကိုအကောင်းဆုံးထိန်းချုပ်ပြီးကစားသွားနိုင်ခဲ့တယ် balance လည်းထိန်းနိုင်တယ်အဲ့တော့ကိုင်စီတို့က တော်တော်လေးပြည့်ပြည့်စုံနေဒါပေမဲ့လည်းဟို type ချင်းတော့မတူဘူးပေါ့နော်တချို့ရှေ့ကချက်စီရဲ့ကစားသမားရင်နဲ့ compare လုပ်ပြီး guys တို့မျောလင်းတာမျိုးလေးတော့ရှိတယ်ဥမာ playmaking လုပ်ပေးနိုင်လား passive passivity ပေးနိုင်လားကျွန်တော်တို့ရဲ့ georgie နဲ့ပေါ့တော်တော် guys တို့ကတော့အတူလေး line မပေးနိုင်ဘူး तू ကတော့များသောအားဖြင့် ball လုံးကိုဆွဲပြင်းပြေးနိုင်မယ်မပြေးရင် line ပြီးတော့ ball လုံး line ဖြတ်မယ်ဒါပေမဲ့အဲ့ defensive action ဘိုင်းမှာတော့ guys တို့တွေလုံးဝ share ပဲဘာမှအပြစ်သွားပြောနေစရာမလိုဘူးအဲ့ဒီနေ့ကျွန်တော်တို့ ball လုံး ချက်ချင်းဆုံးရှုံးသွားတဲ့အခြေအနေမျိုးတွေမှာကိုင်စီတို့ရှိနေတဲ့အတွက်ကြောင့်အတော်လေးပြန်ပြီးတော့ကစားကွက်ပုံဖော်လို့အစဉ်ပြေခဲ့တယ်ကျွန်တော်ကတော့ကိုင်စီတို့ကိုမကြိုက်ပဲမနေနိုင်ဘူးအဲ့အတွက်ကြောင့်အကြိုက်ဆုံးနံပါတ်၄နေရာမှာရွေးပေးပါရခင်ဗျာကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ပလေယာကတော့ဒီနေ့ပွဲစဉ်မှာဆက်ဆောင်ရင်ကောင်းအပြစ်ပြတ်တပေးသွားခဲ့တဲ့မေလိုဂူစတိုဖြစ်ပါတယ်ဂူစတိုရဲ့လုံအားနှုံးကိုကျွန်တော်မြင်ခဲ့ရတာပေါ့နော်တစ်ဖက်ကကိုကူရီးယားရဲ့လုံအားနှုံးရှိတယ်ဆိုရင်မေလိုဂူစတိုရဲ့လုံအားနှုံးကပို့လို့တောင်ပေးခဲ့တယ်လို့ပြောရမှာပါအဲ့သူနေတဲ့နေရာက channel မှာတာဝန်ပေးထားပေမဲ့ cyber ပုံစံအပြည့်စော့တာမဟုတ်ဘူးအများနဲ့ပုံတင်နီးတော့မဟုတ်ဘူးပေါ့ဗျာဘလုံးစော့တာမင်း cyber မှာကစားဆိုရင် cyber မှာကြီးပဲရက်စော့နေလို့တော့မရဘူးပေါ့တခါလေကျရင်နီးပြ instruction ပေးတဲ့နေရာကိုဝင်စော့ပေးရအဲ့နေရာဒီ half space ကျွန်တော်ပွဲပြီးသုံးတဲ့ချက်မှာလည်းပြောပြီးသွားပြီအဲ့တော့ကြောင့် Melugu Store ရဲ့ half space တခြားရှေ့တက်နောက်ဆင်းမှတ်မှန်လှုပ်ရှားမှုနှုန်းဟာပြိုင်ဘက်နောက်ခံကစားသမားတွေအတွက်တော်တော်လေးအကျက်ရိုက်စေခဲ့တယ်ဘလုံးရှိနေတဲ့အချိန်မှာဆိုရင်သူက Patronato ဘေးထိရောက်တယ် ခါလီကြရင်ပက်ထရိုနက်တို့တော့နောက်ရောက်ပြီး defensive action တွေပေးနေမိမယ်သူရှေ့မှာကြံခဲ့တယ်အဲခါလီကြရင်လည်းကျွန်တော်ဝင်းဘက်ပုံစံပြန်ပြီးကစားပေးတယ်စိုက်ဘက်ပုံစံပြန်ပြေးတယ်ဝက်စတီဗာနာရဲ့ဘေးအထိရောက်လာတယ်လုံအောင်မပြေးပဲဒီလိုသွားကစားလို့မရအောင်ကျွန်တော်တို့ကသာရှစ်တက်နောက်စင်းမှန်အောင်ကစားပေးတယ်လို့ inverted fullback ပုံစံအထဲထဲကိုဝင်ဖြည့်တယ်လို့ပြောတာတကယ်သွားကစားကြည့်အရန်ပင်မဲနေအဲ့တော့လုံအောင်ကိုအသေးပေါက်မတက်ပေးသွားခဲ့တယ်မဲလူကူစတိုကျွန်တော်အရန်ကြိုက်တယ်အဲ့တော့ကြောင့်အကြိုက်ဆုံးနံပါတ်၃နေရာမှာရွေးပေးတာပါဒါအပြင် တွင်းကိုတကိုးကိုလည်းခေါင်းတိုက်သွင်းယူပြီးသွားခဲ့ပါသေးတယ်โอเคကျွန်တော်ကြိုက်ဆုံးနံပါတ်2နေရာမှာရှိနေတဲ့ပလေယာကတော့ဒီနေ့ပွဲသစ်မှာလုံးဝထူးရှယ်ခြေသွမ်းပြခဲ့တဲ့အလီဂျန်ရိုဂါနာချိုဒီတဝဲတဲ့နဲ့เนาะဂါနာချိုရဲ့စောစောင်ရဲ့ဘိုင်းကเนาะတန်သွားပြီလို့တောင်ပြောလို့ရတယ်ဗျာဒါမဲ့လည်းဒီထက်ပိုပြီးတော့နောက်ပွဲစဉ်တွေမှာစောစောင်ရဲ့ကောင်ပြသနိုင်တော့ပိုကောင်းတာပေါ့လေအထပါဟိုပြောချင်တာဒါညှို့ပြီးပြောတာပါဟိုဂါနာချိုအနေနဲ့ တော်တော်လေးကောင်းတယ်လုံးဝ selfish မဖြစ်ဘူးကျွန်တော်တို့သိတဲ့ကနာချိုဒီ selfish ဖြစ်တဲ့ကနာချိုပြိုင်ဘက်တွေကိုထိုးဖောက်မယ်ဓာတုအလုပ်တိုးတော့ကိုယ့်ရဲ့ teammates တွေကို chess create ဒီလုတ်ပေးနေတာတက်ဆိုင်ကိုတိုင်ကိုသွင်းယူမှုအာတန်တဲ့ကစားသမားဒီနေ့ပွဲမှာကြည့်ပါဦးမြားသူကိုတိုင်ကိုသွင်းယူမှုလေးတွေရှိတယ်မရှိဘူးမဟုတ်ဘူးဒါပေမဲ့များသောအားဖြင့်အထက် key moments တွေမှာကို teammates တွေအတွက်အများကြီးအထောက်အကူဖြစ်စေခဲ့တယ်အဲ့ဒီနေ့ တွင်းကို၃ခုမှာဂါနာချိုရဲ့ဖန်တီးမှုက၂ခုပါခဲ့တယ်။အဲ့ဒီ၂ခုကလည်းရောင်ရမ်းပြီးပေးလိုက်တဲ့ normal best တွေမဟုတ်ဘူး။အဲ့ဒါခါလေးကျရင် assist တို့ကလည်းပြောရခက်တယ်။ဒါပါတော့ဗျာကွင်းလေရတယ်ဘောလုံးပေးလိုက်တယ်။တာမန်ပေးဖို့မှုပဲ normal best တွေပဲ။တိုးတော့အဲ့ဒီပေးဖို့ခံပြီးလက်ခံရရှိတဲ့ကစားသမားဆောဆောင်ရပိုင်းအရင်ကောင်းတဲ့အခါကျရင်ဆွတ်ဆွဲပေးပြီးတော့တကူရီတကာရဲ့ကျွမ်းကျင်မှုနဲ့ဂိုးသွင်းသွားတာလေ။အဲ့ဒါ assist ရတာပဲ။တိုးတော့ဂါနာချိုဒီနေ့ဖန်တီးပေးသွားတာတွေကလောကထိဝင်ထိဝင်ထိဝင်ကွတ်တီတွေကြီးပဲ။ပထမမဲလိုဂူစတိုခေါင်းတိုက်တယ်။အဲ့ဒီလို့ဆိုရင်လည်း ကွက်တီကိုကြတာသူ့ဘောလုံးပေးဖို့မဟုတ်ဘူးအဲ့လိုဝိုက်ပြီးတော့လုံးဝကပ်ဘက်ခရော့စ်ဆိုတာအဲ့ဒါကိုပြောလုံးဝဝိုက်ပြီးတော့ကြတာရှန်တိန်လေးဖြည်းဖြည်းပပလေးတိုက်သွားအောင်နဲ့ဂိုးဝင်သွားတယ်ဒါတကူကျွန်တော်ဒုတိယမြောက်ကောင်တာအထက်အန်သူပေးလိုက်တဲ့ဘောလုံးသွဲထုတ်ပြေးသွားတာမမီဘူးတစ်ဖက်နောက်ကန်ကစားသမားပြီးတော့ကနာချိုချိုးပေးလိုက်တာကိုပက်ထရိုနက်တိုကလွတ်လွတ်ကျွတ်ကျွတ်ကြီးကန်သွင်းယူသွားခဲ့အဲ့တော့လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းယူရမယ်တင်းကိုနှစ်ခုဖန်ပြီးပေးသွားခဲ့တာဗျာတော်တော်ကောင်းခဲ့တယ်ဒီနေ့ကနာချိုလုံးဝကျွန်တော်သဘောကျတယ် အန်ဒိုမာရက်စကလည်းအဲ့အတွက်ကြောင့်ဂနာချိုလူသားမလဲပဲတုံးခဲ့ပါတယ်မာရက်စကကိုလည်းကျေးဇူးတင်ရမယ်ပေါ့နော်လူသားလည်းကဲဂနာချိုရဲ့နောက်ထပ်ဖန်တီးပေးမှုတလုံးကျွန်တော်မြင်ခဲ့ရမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဂနာချိုအကြိုက်ဆုံးနံပါတ်1တကယ်တော့လေကျွန်တော်ဂနာချိုကိုနံပါတ်1နေရာမှာရွေးပေးချင်တာသို့တော့သူထပ်ပို့ပြီးသဘောကျတဲ့ကစားသမားရှိတဲ့အတွက်ကြောင့်ဂနာချိုကို1နေရာမှာရွေးပေးလိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်ကျေးဇူး man of the match ကစားသမားကတော့အန်ဇိုဖာနန်ဒက်စ်ပြအရမ်းမိုက်တယ်အဲ့ဒါအန်ဇိုရဲ့တံတန်တယုတ်အမှန်ပဲ တခုရှိတယ်ပုံမှန်ဒီလိုရှင်းသမ်းပြဖို့လိုတယ်ကိုက်စီတို့လို့ဖြစ်ဖို့လိုတယ်တပွဲရွှေတို့ဝဲငွေဖြစ်လို့မရအောင်သူသာတကယ်ရှင်းသမ်းပြနိုင်အဲ့ဒါလိုကြီးဘောလုံးပေးဖို့နိုင်တာအန်ဆိုစီက progressive process ဆိုတာအဲ့ဒါတွေပဲကျွန်တော်တို့ဘာကြောင့်ပြောင်းရွှေ့ကြီးယူရိုတန်း100ကျော်ပေးပြီးခေါ်လဲဆိုတာအဲ့ဒါတွေကြောင့်ပဲဘောလုံးကစားတော့ညက်နေတာပဲဗျာဘောလုံးပေးဖို့ရဲ့ပုံစံတွေကတကယ်ကို art center ဦးစီးဦးဆောင်မှုလည်းကောင်းတယ်နောက်ဆုံးကနာချိုတတိယ ကိုပေးသွားတဲ့အလုံးကိုကြည့်ပါအောင်ပါရင်လည်းဘယ်လောက်ရှိလဲဒါပြင်တစ်ချိန်လုံးဖန်တီးပေးနေတာအဲ့လိုလုံးမှလည်းကိုင်စီရိုတတ်တာလိမ့်မယ်အဲ့အတွက်ကြောင့်ကျွန်တော်နံပါတ်10နေရာမှာလိုအပ်ချက်ရှိတယ်နံပါတ်9နေရာမှာလိုအပ်ချက်ရှိပေမဲ့အရင်ကြီးကြီးမှမပေါ်လွင်ခဲ့ဘူးဒါဒီအန်ဆိုဖန်နန်ဒက်ရဲ့ကျွမ်းကျင်မှုစွမ်းဆောင်ရည်ပြေဝမှုတွေရှိနေလို့ပါကျွန်တော်ပွဲအစကတည်းကအန်ဆိုရဲ့ဘောလုံးပေးပို့မှုတွေကိုကြည့်လိုက်ပြီးသိတယ်ဟာဒီပွဲမှာတော့ဒီကောင်ဆောင်းကောင်းတယ်လို့ ဲ့တော့အန်โซကိုကျွန်တော်နောက်ပိုင်းပွဲလေအဲ့လိုမျောလင့်နေတကယ်သာအဲ့လိုခြေသွမ်းပြနိုင်ရင်အန်โซဖာနန်ဒက်စ်ကထိတ်တန်းကွင်းလေကစားသမားတွေထဲမှာပါတယ်ကိုက်ဆူရိုနဲ့အန်โซဖာနန်ဒက်စ်နဲ့အချိုးတက်ရောက်ပုံချင်းမတူဘူး defensive action တွေမှာအန်โซကတော့အားနေလိမ့်မယ်။တွင်မဲ့ဘောလုံးပြန်ရတဲ့အချိန် play making လုပ်ပေးမှုဘောလုံးထိရောက်တဲ့ပေးပို့မှုတွေမှာတော့အန်โซ Fernandez ကတော်တော်ကောင်းတဲ့ကစားသမားပါ။ဒီနေ့ပွဲစဉ်မှာသူ့ရဲ့အကျိုးသက်ရောက်မှုတွေကျွန်တော်အများကြီးမြင်ခဲ့ရတယ်။အဲ့တော့ကြောင့်အန်โซ Fernandez ကိုအကြိုက်ဆုံး number 1 Man of the Match ဖြစ်ရွေးပေးနေတဲ့ဗီဒီယိုလေးတွေမှာနားကြပါရယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်